တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရိုဟင်ဂျာတွေအတွက်လွတ်လပ်တဲ့ကိုပိုင်ပြည်နယ်ဖြစ်ပေါ်လာရေးတရုတ်ပြည် Communist Party ထိတ်တန့်ကိုယ်စားလှယ်များနဲ့ Bangladesh Chamath Party ဆွေးနွေးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့တရုတ်ကွန်မြူနစ်ပါတီထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံစဉ်အတွင်းဘင်္ဂလားဒေ့ရှ်ရဲ့အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ဂျာမတ်အီအစ္စလာမီကမြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမှာရိုဟင်ဂျာတွေအတွက်တီချာလွတ်လပ်တဲ့ကိုယ်ပိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့ The Business Standard သတင်းဌာနအပါအဝင်ဒါကာအခြေစိုက်သတင်းဌာနတွေကဖော်ပြကြပါတယ်။ ဒီကနေ့ဧပြီလ29ရက်နေ့ဒါကာမြို့ CD Hotel မှာကျင်းပတဲ့ဆွေးနွေးပွဲအတွင်းမှာတရုတ်ပြည်ကွန်မြူနတီပါတီထိတ်တန့်ကိုယ်စားလှယ်အဖွဲ့နဲ့ဘင်္ဂလားဒေ့ရှ် Jamaat-e-Islami ပါတီကရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးဆွေးနွေးစဉ်အတွင်းမှာရခိုင်ဒေသအတွင်းတိကျလွတ်လပ်တဲ့ကိုပိုင်းပြည်နယ်တစ်ခုရိုဟင်ဂျာတွေအတွက်တည်ထောင်ဖို့ပါဝင်တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံဟာမြန်မာအရေးမှာအရေးပါတဲ့အခန်းကဏ္ဍမှာရှိတယ်လို့ Jamaat ပါတီရဲ့အကြီးအကဲတဦးဖြစ်တဲ့ Syed Abdullah Muhammad Tahir ကပြောကြားထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ရိုဟင်ဂျာတန်းကျော်ကိုလက်ခံထားကြောင်း ရိုဟင်ဂျာတွေအတွက်နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအကူအညီပေးရုံနဲ့ရိုဟင်ဂျာအရေးဟာပြေလည်စရာမရှိကြောင်းရိုဟင်ဂျာတွေအတွက်သူတို့ကိုယ်ပိုင်မြေဖြစ်ရခိုင်မြောက်ပိုင်းအတွင်းမှာတတ်မှတ်ကအဲ့ဒီတီးကြလွတ်လပ်တဲ့နေမြေအတွင်းမှာရိုဟင်ဂျာတွေကိုပြန်လည်နေရာချထားပေးတာကပဲအပြေမှန်ဖြစ်တယ်လို့ဂျမတ်ပါတီရဲ့အကြီးအကဲတဦးဖြစ်တဲ့ဆိုင်ယက်အဗ်ဒူလာမိုဟာမက်တာရီကသတင်းဌာနရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်တို့ဟာရိုဟင်ဂျာတွေကိုအမြန်ဆုံးမူလနေရပ်ဖြစ်တဲ့ရခိုင်ပြည်နယ်အတွင်းကိုပြန်လည်ပို့ဆောင်မှုပြောဆိုနေလျက်ရှိပြီးရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးအတွက်နီလန်မျိုးစုံကိုအသုံးပြုမှလို့လဲထုတ်ဖော်ပြောဆိုမှုတွေရှိနေပါသေးတယ်။ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတကြောပြန်ထောက်ခံမှုတွေရနေပြီးအလားအလာကောင်းတွေရှိနေတဲ့အတိုက်ခံပါတီကြီး Jamaat-e-Islami ပါတီကသူတို့ရဲ့သဘောထားဖြစ်တဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရိုဟင်ဂျာတွေအတွက်တီးကြလွတ်လပ်တဲ့ကိုယ်ပိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက်တရုတ်ကွန်မြူနတီပါတီနဲ့ဆွေးနွေးနေကြောင်းပြောဆိုထုတ်ပြန်လာသလိုဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကောင်းဆောင်ပါမောက်ခမိုဟာမက်ယူနစ်ကလည်းရိုဟင်ဂျာအရေးဖြေရှင်းဖို့အတွက်ရိုဟင်ဂျာတွေဂုဏ်သိက္ခာရှိစွာနေရပြန်နိုင်ရေးနေထိုင်နိုင်ရေးတို့အတွက်ရခိုင်ဒေသအတွင်းဘေးကင်းစုံတစ်ခုရိုဟင်ဂျာတွေအတွက်ရှိရမယ်လို့ဆိုထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ဘင်္ဂလားဒေ့ရှ်ကိုဖျက်ပြီးရခိုင်ကိုလူသားချင်းစာနာမှုအကူအညီပေးမယ့်ဇင်းညံတစ်ခုတိစောက်ရန်ကုလသမဂ္ဂရဲ့အဆိုပြုချက်ကိုဘင်္ဂလားဒေ့ရှ်ဂျားပြတ်အစိုးရကမူအားဖြင့်သဘောတူဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဇင်းညံတစ်ခုတိစောက်ဖို့ကိုမူအားဖြင့်သဘောတူပါတယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးမတ်တူဟစ်ဟော့ဆင်းကပြောကြားလိုက်ပါတယ်။တရင်ကနေနေကနိုင်ငံခြားရေးဝန်ကြီးဌာနမှတရင်တောက်တွေကိုအခုလိုပြန်ကြားခဲ့တာဖြစ်ပါတယ်။ ကုလရဲ့အဆိုပြုချက်အတိုင်းဘင်္ဂလားဒေ့ရှ်ကရခိုင်ပြည်နယ်ကိုလူသားချင်းစာနာတဲ့ဈေးညံတစ်ခုခွင့်ပြုဖို့မူအားဖြင့်သဘောတူထားပါတယ်။အဲ့ဒါကလူသားချင်းစာနာတဲ့လမ်းကြောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့အခြေအနေတော့ရှိသေးတယ်။အသေးစိတ်တော့မပြောပါဘူး။အခြေအနေတွေပြည့်မီရင်ကုညီပေးမှတေးကြပါတယ်လို့သူကပြောပါတယ်။မြန်မာပြည်တွင်းပြည်ပကဟာဘင်္ဂလားဒေ့ရှ်အကျိုးစီးပွားနဲ့ဆက်နွယ်နေတယ်လို့တိုဟစ်ကပြောကြားထားပြီးမြန်မာနိုင်ငံမှာလူဦးရေအများပြားဟာကျွန်တော်တို့နိုင်ငံကိုခိုးလုံလာခဲ့ကြပြီး၎င်းတို့ကိုနေရပြန်ပို့လိုပါတယ်လို့ပြောပါတယ်။ ူတို့ကိုပြန်ပို့ရေးအဆင်ပြေစေရန်အတွက်လိုအပ်တာတွေကိုလှုပ်ဆောင်ရမယ်လို့လည်းတူဟစ်ကဆိုပါတယ်။အခုနေဆက်တစ်ခုလုံးကိုအစိုးရမဟုတ်တဲ့အဖွဲ့အစည်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်။အဲ့ဒီမှာမြန်မာနိုင်ငံကဗဟိုအစိုးရရဲ့ထိန်းချုပ်မှုမရှိဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့အကျိုးစီးပွားအတွက်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့တရားဝင်ဆက်သွယ်လို့မရပေမဲ့သူတို့နဲ့အဆက်အသွယ်ပြတ်တောက်နေဖို့ဆိုတာမဖြစ်နိုင်ဘူးလို့လည်းပြောဆိုသွားပါတယ်။ 2025ခုနှစ်မတ်လ13ရက်နေ့ကနေ16ရက်နေ့အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအလဲပတ်သွားရောက်ခဲ့တဲ့ကုလသမဂ္ဂအတွင်းရေးမှူးအန်တိုနီယိုဂူဒရက်စ်ကအာရခတ်တပ်တော် AA နဲ့လိုအပ်တဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့လိုသလို AA ကတွေ့ဆုံဆွေးနွေးစကားပြောရမယ့်ယုံကြည်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ဒါပြင်ရခိုင်ဒေသကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရလမ်းကြောင်းကိုလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့်ဖွင့်လျက်ရန်လမ်းကြောင်းတက်ရှာတဲ့နယ်လို့လည်းသူကအရေးအမွတ်ပြောဆိုသွားခဲ့ပါတယ်။ မတ်လ12ရက်နေ့ကလည်းရခိုင်ပြည်နယ်ကစစ်ပေးတင်ပြည်သူတွေစီအရောက်သွားနိုင်ဖို့အတွက်နေဆက်ပြက်ကျော်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဈေးညံဖန်တီးဖို့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရခတပ်တော် AA တို့ကို40 rights လူအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ကတိုက်တွန်းခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လေကြောင်းနဲ့ဆေလွတ်လိုက်တဲ့တပ်မကိုကိုမဘူမှုအပါအဝင်တပ်ဖွဲ့ဝင်တချို့ကြောက်ဖြူအရောက်မှာထွက်ပြေးပျောက်ဆုံးနေဟုသတင်းထွက်ပေါ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုက်ပွဲကိုဆေလွတ်လိုက်တဲ့စစ်ကောင်စီတပ်မှကိုကိုမှဗိုလ်မှူးအပါအဝင်တပ်ဖွဲ့ဝင်တချို့ကြောက်ဖြူအရောက်မှာလက်နက်များနဲ့အတူထွက်ပြေးပျောက်ဆုံးနေကြောင်းသိရှိရပါတယ်။ကြောက်ဖြူမြို့နယ်ကိုလေကြောင်းနဲ့ဆေလွတ်လိုက်တဲ့တပ်မှကိုကိုမှဗိုလ်မှူးတအူအပါအဝင်အပေါင်းပါတပ်သားတချို့ကယမန်နေ့ဧပြီလ28ရက်နေ့ကြောက်ဖြူမြို့နယ်ကိုအရောက်လမ်းတနေရာမှာထွက်ပြေးပျောက်ဆုံးသွားတယ်လို့စစ်ကောင်စီနဲ့နှီးဆက်သူအမျိုးသားတအူကနီရစ်ရာကိုပြောပါတယ်။ဒီနေ့ပဲလေကြောင်းကနေလွတ်လိုက်တာအရင်နှုန်းကတည်းကရောက်နေတဲ့သူတို့တပ်မှကိုကိုစစ်ကြောင်းစီကိုတွားတာ။ ကြောက်ဖြူလေးစိတ်ကအထွက်ရဲတက်ရင်ဘက်ကိုသွားတဲ့လမ်းမှာထွက်ပြေးသွားတာပူမူးရဲ့သူ့ရဲ့လက်ပါစီတချို့ရဲ့အခုထိပျောက်နေတုန်းလို့ပြောပါတယ်ယခုပျောက်ဆုံးနေတဲ့တက်မကိုကိုမဘူမူးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုကြောက်ဖြူအခြေဆိုင်အမှတ်30နှစ်ရဲတက်ရင်ကြောက်တလုံးခိတ်ခလာရ34စတဲ့တက်ရင်အပါဝင်အခြေဆိုင်တက်ရင်များမှာစစ်ကြောင်း3ကြောင်းနဲ့စစ်ကောင်စီတက်ရင်နဲ့နီးစပ်တဲ့ကြေးရွာများအပါဝင်နေရာအနှံ့အပြားမှာအပူတပြင်းလိုက်ရှာနေတယ်လို့လည်းမြေပြင်ဒေသခံစစ်ရေးတရင်အရင်မြစ်တအုပ်ကနီရစ်စရာကိုပြောပါတယ် အခုဆိုရင်ပျောက်ဆုံးနေတဲ့ဘုံမှုနဲ့အပေါင်းအပါတွေကိုအသေးအတန်လိုက်ရှာနေကြတယ်။ကြောက်တလုံးခေကနေစပြီးရှိသမျှအနည်းဆက်ဆုံးရွာကုန်းချွင်တိုက်နယ်ကနေရွာတွေအကုန်ပပါတယ်လို့သူကပြောပါတယ်။သို့တော်လည်းထွက်ပြေးသွားတဲ့ဘုံမှုအမီးနဲ့တက်သားအရေးအတွက်ကိုလက်တလောသိရှိနိုင်ခြင်းမရှိသေးပါဘူး။လက်ရှိအရက်ခတ်တက်တော် AA နဲ့စစ်ကောင်စီအကြကြောက်ဖြူမျိုးပြေမှာတိုက်ပွဲများဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကထွက်ပြေးမှုများနဲ့လက်နက်ချအလင်းဝင်မှုများလည်းရှိနေကြောင်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ရင်း Navy များမှလက်နက်ကြီးကြီးများနဲ့အာရကတပ်တော် AA ထိန်းချုပ်ထားတဲ့နေရာများကိုပစ်ခတ်နေပြီး drone စက်တပ်လေသည်များနဲ့လည်းပစ်ခတ်နေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့စင်ပန်ဝဲမြို့နယ်ဒနုံမြောင်ကိမ်းမှာထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုဗိုလ်ကြီးဖြိုးမောင်အပါအဝင်စစ်သား၈ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစင်ပေါင်ဝဲမြို့နယ်ဒနုံးမြောင်ကိတ်မှာထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာဗိုလ်ကြီးဖြိုးမောင်အပါအဝင်စစ်သား၈ဦးသေဆုံးခဲ့ကြောင်းတရက်ခရိုင်အမှတ်၅တပ်ရင်းမှာတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ဧပြီလ23ရက်နေ့ညနေ၄နာရီခန့်မှာစင်ပေါင်ဝဲမြို့နယ်ဒနုံးမြောင်ကိတ်မှာဗိုလ်ကြီးဖြိုးမောင်ဦးဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဝါးစီမြောင်ကိတ်ကိုကားနဲ့တက်လာစဉ်မှာတော်လန်ရေးတပ်ဖွဲ့များကရင်ကိတ်အင်းကြီးကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းဗိုလ်ကြီးဖြိုးမောင်အပါအဝင်အကြံဖတ်စစ်ကောင်စီတပ်သား၈ဦးသေဆုံးသွားပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းဝါစီမြောင်ကိမ်းမှအကြံဖတ်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့တော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တနုံးမြောင်ကိတ်ကနေဗိုလ်ကြီးဖြိုးမောင်ဦးဆောင်တဲ့စစ်ခွေးတွေကဝါစီမြောင်ကိတ်ကိုကားနဲ့တက်လာတဲ့အချိန်ဝါစီမြောင်ကိတ်နားမှာတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာတိုက်ပွဲအတွင်းမှာဗိုလ်ကြီးဖြိုးမောင်အပါအဝင်စစ်ခွေး၈ကောင်သေဆုံးတယ်။ စစ်ခွေးအများပြားနဲ့ဒဏ်ရာရရှိခဲ့တယ်။ဝါစီမြောင်ကိတ်ကစစ်ခွေးတွေလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တယ်။တော်လိုင်းရဲဘော်တွေအထူးကိမရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့တရက်ခရိုင်အမှတ်ငါတရင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရက်ခရိုင်အမှတ်ငါတရင်ပုံနဝရီပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တွင်းကြီး Fiber King Colin တရက်ခရိုင်အမှတ်တတရင်မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဗေဒနုပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တွင်းကြီးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလာမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား6ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာအကြံဖတ်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းတာယာဝတီခရင်တရင်383ညနှစ်မှာတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ ဧပြီလ26ရက်နေ့နနက်9:00နာရီခန့်မှာမင်းလာမြို့နယ်အပိုင်းဘကူးရိုးမှာအဆက်မှာရှိတဲ့ကြေးရွာများမှာစစ်ပီးရှောင်နေတဲ့ပြည်သူများရဲ့နေအိမ်များကိုလိုက်လံဖောက်ထွင်းခိုးယူနေတဲ့စစ်ကောင်စီတပ်သားများဟာစာချောင်းရွာထိပ်ကျူတရားဘော်ကိုတက်လာစဲမှာတာယာဝတီခိုင်တရင်383ညနဲ့တက်ခွဲနဲ့ရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် အဲ့ဒီတိုက်ခိုက်မှုတွေမှာတော်လိုင်းရဲ့ရဲဘော်များကပြစ်တဲ့40မမဘုံဒီနှလုံးဟာစစ်တပ်စစ်ကြောင်းပေါ်ကြာရောက်ပေါက်ကွဲခဲ့ပြီးတော်လိုင်းရဲ့ရဲဘော်များကလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သား6ဦးမျက်မြင်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးအုပ်ထဲကို40မမဘုံဒီတိုက်ရိုက်ကိုကြာရောက်ပေါက်ကွဲတာနောက်ပြီးလက်နက်ငယ်တွေနဲ့ဝိုင်းပစ်တော့စစ်ခွေးတွေထိခိုက်သေဆုံးခဲ့တာမျက်မြင်စစ်ခွေး6ကောင်သေဆုံးတယ်။အများပြားလဲထိခိုက်ဒဏ်ရာရတယ်လို့တာယာဝရီခိုင်တက်ရင်383ညနှစ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ဆက်လက်၍လည်းထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများအနီးသွားလာနေထိုင်မှုများလုံးဝလုံးဝမပြုတ်လို့ကြဖို့နဲ့အထိနာနေတဲ့အကြံပတ်စစ်ကောင်စီတပ်သားများဟာလေကြောင်းတိုက်ခိုက်မှုများဖြင့်ပြည်သူများကိုလူသားတိုင်းဖြစ်ဖမ်းဆီးခြင်းလူမဆန်စွာဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေတဲ့အတွက်အထူးသတိထားနေထိုင်ကြပါရန်တာယာဂူရီခရိုင်တရင်3832မှာတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါရစေ။ ဒါအပြင်ယမန်နေ့ဧပြီလ28ရက်နေ့မှာလည်းတော်လန်ရေးတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြား၍အလံဖြူထောင်ပြီးအလင်းဝင်တဲ့စစ်ကောင်စီတပ်သားလည်းအများအပြားရှိကြောင်းဒေတာတွင်စီးရေးသတင်းမြစ်ထံမှသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးကိုဗဟိုပြုပြီးပြင်းအား၄.၄အဆင့်ရှိတဲ့ငလင်လှုပ်ခတ်မှုပြည်သူများအထိတ်တလန့်ဖြစ်မတ်လ28ရက်နေ့စကိုင်းငလင်ကြီးအပြီးတလပြည့်ချိန်နောက်ဆက်တွဲငလင်များလှုပ်ခတ်နေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ကိုဗဟုပြုပြီးအင်အားအသင့်တင့်ရှိတဲ့ငလင်လှုပ်ခတ်မှုပြည်သူများအထိတ်တလန့်ဖြစ်နေရကြောင်း NUG ရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူများရဲ့ပြောကြားချက်အရသိရှိရပါတယ်ယမန်နေ့ဧပြီလ28ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းမန္တလေးမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍အင်အား register scale 4.4အဆင့်နဲ့အင်အားအသင့်တင်ရှိတဲ့မြင်းငလင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကယနေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ ယမန်နေ့ည10:25မိနစ်အချိန်မန္တလေးသကိုင်းနယ်ပြင်းဦးနယ်နေမှာတိတာတဲ့ငလင်လောက်ကတ်မှုထပ်မံဖြစ်ပြီးပြည်သူများအထိတ်တလန့်ဖြစ်ကြကြောင်းမန္တလေးမြို့ပေါ်မှာပြည်သူတချို့မှာနေထိုင်ရာနေအိမ်များမှာလမ်းပေါ်ကိုဆင်းပြေးကြကြောင်းသိရှိရပါတယ်။မနက်ပြန်ငလင်ကြီးလှုပ်တာတလားပြည့်မယ်လို့တွေးနေတုန်းပဲရှိသေးတဲ့အတန်ကြီးနဲ့ငလင်ထက်လှုပ်တယ်။နှစ်ချက်တိတိရိန်ထိုးသွားတာဒီညတော့လမ်းပေါ်မှာပဲအိတ်လိုက်တော့မယ်လို့မန္တလေးမဟာအောင်မြင်မြို့နယ်မှာပြည်သူတို့ကပြောဆိုပါတယ်။ အလာရူစကိုင်းပြင်ဦးလွင်တို့မှလည်းယမန်နေ့ည09:25မိနစ်အချိန်ငလင်တိတိတတလှုပ်ခတ်သွားခဲ့တယ်လို့ဒေတာပြည်သူများကပြောဆိုကြပါတယ်။2025ခုနှစ်ဧပြီလ28ရက်နေ့မြန်မာစံတော်ချိန်ည09:25မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းမန္တလေးမြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြူပြီး Richter scale 4.4အဆင့်နဲ့အင်အားအသင့်အင့်ရှိတဲ့မြင်းငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။ မတ်လ28ရက်နေ့ပြင်အား9.8အဆင့်ရှိတဲ့စကိုင်းငလင်ကြီးလှုပ်ခတ်ချိန်မှာစတင်ပြီးတလပြည့်သည့်အထိနောက်ဆက်တွဲငလင်ပေါင်း159ခုလှုပ်ခတ်ခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းငလင်ကြီးကြောင့်တက္ကသိုလ်ဝင်တဲ့အဖြေလွာပျက်စီးခဲ့တဲ့ကျောင်းသား6300ကျော်ကိုဂုံတိတ်ကရှေ့စီဖို့အအောင်မပေးဘဲစာမေးပွဲပြန်ဖြေခိုင်းဟုစစ်ကောင်စီပြောပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းငလင်ကြီးကျောင်းတက္ကသိုလ်ဝင်တဲ့အဖြေလောင်မြပျက်စီးခဲ့တဲ့ကျောင်းသား6000 3000ကိုဂုံတိတ်ကရှိစီဖို့အအောင်မပေးဘဲစာမေးပွဲပြန်ဖြေခိုင်းခြင်းဖြစ်ကြောင်းစစ်ကောင်စီကယနေ့၎င်းရဲ့ဝါဒဖြန့်သတင်းစာများမှတဆင့်ထုတ်ပြန်ပြောဆိုပြန်ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကျောင်းမန္တလေးတက္ကသိုလ်မှာတက္ကသိုလ်ဝင်တဲ့စာမေးပွဲအဖြေလောင်၄သိန်းခန့်မီးလောင်ပျက်စီးခဲ့ပြီးအဆိုပါအဖြေလောင်များမှာမန္တလေးနေပြည်တော်စကိုင်းနဲ့ကချင်ပြည်နယ်မှာတက္ကသိုလ်ဝင်တဲ့ကျောင်းသားကျောင်းသူများပြေဆိုထားတဲ့အဖြေလောင်များဖြစ်ကြောင်း ထို့ကြောင့်အဖြေလွာပျက်စီးခဲ့ရတဲ့ကျောင်းသားကျောင်းသူများကိုလာမဲ့ဇွန်လ16ရက်နေ့မှာစပြီးစာမေးပွဲပြန်လည်ဖြေဆိုခိုင်းရန်စစ်ကောင်စီကကြေညာထားခဲ့ပါတယ်။ဂုံတိတ်ကရှိဖို့ဆိုတာကမန္တလေးငလင်ကျောင်းအကုံအောင်ပေးလိုက်တဲ့ဆိုပါစို့ဒါဆိုအကုံအောင်ပေးလိုက်တဲ့ခက်မှာအောင်လာကြတဲ့ကျောင်းသားကျောင်းသူတွေဆိုပြီးတချို့ကပြောလာကြမှာဖြစ်တယ်။ဒီလိုအပြောခံနိုင်ပါမလားဆိုတာစဉ်းစားကြရပါတယ်။ဘာပဲပြောပြောကျောင်းသားကျောင်းသူတွေအားလုံးဟာကိုယ့်ရဲ့မာမာနလေးတွေစူးစမ်းအားထုတ်မှုလေးတွေကိုပြကျင်ကြတာဖြစ်ပါတယ်။ ဒါကြောင့်ဂုံတိတ်ကရှိဖို့အတွက်စာမေးပွဲကိုပြန်လည်ကျင်းပခြင်းလည်းဖြစ်ပါတယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနလေလာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာချောချစိန်ကစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာများမှာပြောဆိုထားပါတယ်။ဇွန်လအတွင်းပြန်လည်စစ်ဆေးမဲ့တက္ကသိုလ်ဝင်တဲ့စာမေးပွဲမှာကျောင်းသားကျောင်းသူပေါင်း6300ကျော်ပြန်လည်ပြေဆိုရမှာဖြစ်ပြီးစာစစ်ဌာန200နီးပါးဖွင့်လှစ်မှာဖြစ်ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနပညာရေးသုတေသနစီမံကိန်းနဲ့လေ့ကျင့်ရေးဦးစီးဌာနမှခေတ္တညွှန်ကြားရေးမှူးချုပ်ဒေါက်တာခင်တီတာကတော့တက္ကသိုလ်ဝင်တဲ့စာမေးပွဲကိုပြန်လည်စစ်ဆေးခြင်းမှာတရားမျှတမှုအတွက်ပြန်လည်စစ်ဆေးခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။စာမေးပွဲဖြေဆိုပြီးအောင်မြင်မှုရခြင်းဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရရှိစေမှာဖြစ်ပြီးတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့တခြားသူတွေအတွက်မျှတမှုကိုလှုံ့ဆော်စေနိုင်မှာပဲဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ မန္တလေးမှာကြောင်းသားမိဘပြည်သူအများစုကတော့တက္ကသိုလ်ဝင်တဲ့စာမေးပွဲဖြေဆိုတဲ့အချိန်ကငလင်လှုပ်ခတ်ခဲ့ခြင်းမရှိတဲ့အတွက်စိတ်အေးတက်တာစွာဖြေဆိုနိုင်ခဲ့ပေမဲ့တက္ကသိုလ်ဝင်တဲ့ပြန်လည်စစ်ဆေးမဲ့အချိန်မှာငလင်တန်ကြောင့်အိမ်ပြိုစီးပွားပြက်မိသားစုဝင်များတေဆုံးထားခြင်းဖြစ်ကြောင်းထို့ကြောင့်ကြောင်းသားကြောင်းသူများအနေနဲ့၎င်းမိဘများအနေနဲ့၎င်းစာမေးပွဲကိုပြန်လည်ဖြေဆိုရမှမလွယ်ကူကြောင်းသုံးသပ်ပြောဆိုကြပါတယ်ဒီအဖြေလွှာတွေပျက်စီးခဲ့တာကတဘာဝဘေးကြောင့်ဖြစ်တာ ကျောင်းသားတွေမှာလည်းပြန်ဖြေရမယ်တာဝန်မရှိဘူးအကုံအောင်ပေးရင်တော့ဒါကြီးကိုစိတ်ပူစရာမလိုတော့ဘူးအခုငလင်ကြောင့်အားလုံးဒုက္ခရောက်နေကြတာဆိုတော့စိတ်အေးလက်အေးစာမေးပွဲဖြေနိုင်ဖို့ခက်ပါတယ်လို့မဟာအောင်မြင်မြို့နယ်မှာကျောင်းသားမိဘတို့ကတုံ့တက်ပြောဆိုပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ